တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်တွေကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ဖို့စိတ်ဝင်စားလျက်ရှိကြောင်းရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမီဖာကနေသိရပါတယ်အော်တိုဘာ29ရက်နေ့မှာမီဖာဝင်ကြီးဒေါက်တာဝေါ်ဝါမောင်ကမြန်မာကိုရီးယားစီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာသုတေသနအဖွဲ့အစည်းကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံရင်းဥက္ကဋ္ဌဖြစ်သူချွိုင်ရှင်းဤကထပ်ပါအတိုင်းအတည်ပြုခဲ့တာပါ။ ချွိုင်းကမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်နိုင်မဲ့အခွင့်အလမ်းတွေရင်းနှီးမြှုပ်နှံမှုဥပဒေအရရရှိမဲ့အကျိုးကျေးဇူးတွေနဲ့ဥပဒေနည်းဥပဒေအရကိုညီပံ့ပိုးပေးမဲ့အခြေအနေတွေနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းစဉ်တွေကိုလည်းစိတ်ဝင်စားတယ်လို့ဆိုပါတယ်။မကြာမီကာလမှာတောင်ကိုရီးယားနိုင်ငံကနေဝင်ရောက်လာမဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေနဲ့ဆက်လျင်ပြီးရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့မီဖာပတ်ကသတင်းထုတ်ပြန်ပါတယ်။ မိဖဝင်ကြီးဒေါက်တာဝါဝါမောင်ကရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေကိုမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနေဥပဒေတွေနဲ့အညီကူညီဆောင်ရွက်ပေးသွားမယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုမှာအဆင့်6နဲ့ကုန်သွယ်မှုများပြုလုပ်တဲ့နိုင်ငံဆိုင်ရာအဆင့်9နေရာမှာရှိနေတာကိုမိဖရဲ့အချက်လက်တွေအရာသိရပါတယ်။ အထူးသဖြင့် CMB အထည်ချုပ်လုပ်ငန်းတွေမှာကိုရီးယားနိုင်ငံသားယင်းနည်းမြုပ်နှံမှုတွေကိုအတိအမှတ်ပြုပါကြောင်းနဲ့မြန်မာနိုင်ငံမှာကိုရီးယားနိုင်ငံရဲ့ယင်းနည်းမြုပ်နှံမှုလုပ်ငန်းတွေရှိနေလို့ကိုရီးယားလုပ်ငန်းရှင်များအတိုင်းအဝိုင်းလဲခိုင်မာစွာတည်ရှိနေပြီဖြစ်တယ်လို့မိဖာဝန်ကြီးဒေါက်တာဝေါ်ဝေါမောင်ကပြောကြားထားကြောင်းပါခင်ဗျာ။